်မင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုကကြတော့အမဒီအစကမာတွေအကြောင်းပေါ့နော်စကမာတွေအကြောင်းဆိုတာလူလိန်ကြောက်ဖြန့်နေမြန်မာပြည်မှာကြောက်ဖြန့်လို့ခေါ်တယ်သူတို့ကနိုင်ငံတိုင်းမှာအာနိုင်ငံတိုင်းလို့လို့မှာကတော့ဒီလူလိန်တွေလိန်စားရတဲ့လူတွေကတော့ရှိတယ်ဒါပေမဲ့ကြတော့ တချို့ကကြတော့ငွေရေးကြေးရေးကိုပဲလိမ်ပြီးတော့ဒီပတ်စံတွေအများကြီးပါသွားတယ်အဲဘဝပြတ်တဲ့ဒီဖြစ်သွားတယ်ဘဝငွေကြေးနဲ့ပတ်သက်ပြီးဘဝပြတ်သွားတဲ့လူတွေရှိတယ်အများကြီးအများကြီးရှိတယ်နိုင်ငံတိုင်းမှာရှိတယ်နောက်တစ်ခုကကြတော့အဲအခုအမပြပြချင်းနဲ့ဟာကြတော့ဒီလိန်နာကတော့ဒီငွေကြေးပြန်ပါသွားတာတွေပညာတွေကပြန်ရှာလို့ရတယ် အာကိုအချိန်တစ်ခုပေးပြီးပြိုင်ချရင်ဒီပတ်စံတွေကပြန်ရမှာပေါ့နော်။ခိုင်မဲကြတော့ဒီအသက်ကိုရန်ရှာပြီးတော့ကိုအသက်ပါပြီးလဲရတဲ့အချိန်နေဒီရောက်သွားတဲ့လူတွေအများကြီးရှိရဆိုတော့လည်းပဲပြောပြချင်တာပေါ့နော်။ပြောပြချင်တာဆိုတာကအမားတို့ကိုယ်တိုင်းဒီစကမ်မာတွေကိုလာဖမ်းတဲ့ အချိန်နဲ့အမတို့ဒူဘိုင်းရောက်တဲ့ဒူဘိုင်းရောက်နေတဲ့အချိန်မှာပေါ့နော်စကန်မာတွေလာဖန်းတဲ့ဟာကိုမြင်ဘူးတယ်အဲ့ဒါပဲမှာလဲဆိုတော့အရင်တော့အမတို့ကဒီဒူဘိုင်းရဲ့ဒီမက်ထရိုအဆုံးဆိုလို့ရှင် Expo 2020ပေါ့နော်ဒါမက်ထရိုဟိုဒါပြောရမယ်ဆိုရင်အမတို့အာရန်ကုန်လိုနေရာမျိုးမှာဆိုရင်ဒါမြို့မြို့ပြင်လိုနေရာမျိုးပေါ့ မျိုးပြင်အာဒီနည်းနည်းခေါင်တဲ့နေရာပေါ့အဲ့မှာက H4 2020ကတော့နည်းနည်းအဲစီရဲဒါပေမဲ့အဲ့မရောက်ခင်မှာ DIB ဆိုရှိရဲ Dubai Investment Park ဆိုတဲ့ဒီအာ Metro Station နာမည်ရတာအဲ့ဒါပေါ့နော်ဒါပေမဲ့အမားတို့နေတဲ့နေရာကကြတော့ဒီအဲ့ဒီနီးပတ်ဝန်းကျင်မှာကဒီအာ flat တွေပါတွေကမတန်တာတော့ဈေးများတော့ဖြစ်တာအတွက်အမားတို့ကဒီ metro c c ပြီးတော့တခါ ဘတ်ကားနဲ့စီးရတဲ့နေရာပေါ့နော်အဲ့ဒီနေရာမှာ green community လို့ခေါ်တယ်အဲ့ဒီမှာသွားပြီးတော့နေဘူးတယ်အဲအမအလုံးနဲ့နေရတဲ့နေရာမှာဆိုရင်ငှားလိုက်တာပေါ့နော်အဲ့ဒီတော့သူတို့ကညာဘက်ကို7နာရီတစ်ချက်လောက်ကြီးကိုဝင်စီးတာစကမ်မာတွေဒီအလုံးလုံးနေနေရုံဝင်စီးတာပေါ့နော်ဒူဘိုင်းပိုလစ်ကဝင်စီးတဲ့အချိန်မှာသူတို့ကလူအင်အားလည်းအများကြီးပါလာသလိုကားတွေကလည်းကားကားတွေအများကြီးအများကြီးအဲ့လမ်းမကြီးကိုပိတ်ပြီးတော့လို့ အာပါကင်ထိုးပြီးတော့အဲ့လိုမျိုးဖမ်းတာပေါ့နော်ပုံမှန်လဲ drone တွေနဲ့ဒီထွက်ပြေးဒူမရှိအောင်အပေါ်ကနေလဲအဲ့လိုမျိုး drone တွေလွတ်ပြီးတော့အဲ့လိုမျိုးဖမ်းတာပြီးရင်ရက်ကြီးတွင်အဲအဲ့နာမှာအမတို့ဒီကိုကလဲဆက်စုကျင်တော့သွားကြည့်မိရပါတော့အဲ့လိုရက်ကြီးတွင်ထိုင်ကြီးတွင်တော့မပြေးဘူးဒူမှမပြေးဘူးအကုန်ဖမ်းတာအဲ့လိုမျိုးအဲ့အဲ့လိုဖမ်းတဲ့အချိန်မှာမနစ်ကအဲအချိန်တိကျတော့မမှတ်မိတော့ဘူးဒါမနစ်ကပါတော့ အဲ့ဒီချိန်မှာမြန်မာတွေလည်းပါသွားတာရှိရယ်ပြီးမြန်မာ group တွေမှာလည်းအဲ့လိုမျိုးသူတို့အဲသူတို့အကိုတွေပါသွားလို့ပါဒီယောက်ျားပါသွားလို့ပါဆိုပြီးတင်တာတွေ့တယ်ဒါက scammer scammer တကယ်လို့မိရယ်ဆိုလို့ရှိရင်ဒီမှာကြီးထဲမှာနေနေပြီးတခါကျနိုင်ငံကိုပြန်ပို့တာရှိတယ်လို့ဒီမှာထားအဲဒီဒူဘိုင်းထောင်မှာထားရတယ်ရှီကောင်းရှိနိုင်တယ်ပေါ့နော် များသောအားဖြင့်တော့မြန်မာနိုင်ငံပြန်ပို့ပို့တော့များမယ်ထင်တယ်အမှထင်တာပေါ့နော် ပြီးရင်နောက်တစ်ခုကကြတော့အဲ့ဒီလူနေရာတွေမှာအဲ့လိုရှိသလိုမျိုးဒီအမားတို့ဒီဒီ Dubai Management ပါရင် Metro ကနေထွက်ထွက်ချင်းမှာအဲ့မှာအဲ European Business Center ဆိုပြီးရှိတယ်။အဲ့ center ကကြတော့ center ကြီးကလည်းအဟောင်းနေပြီ။ပြီးရင်ငှားရမ်းကတွေကလည်းအမားစိတ်တင်ဒီဘာမှအဲ့ဒီလိုဒီလိုမရှိဘူး office တွေပဲရှိရဖြစ်တယ်တန်ခါးရကကြီးကလည်းပဲတတတတကောင်းတတနိုင်နေပေါ့နော်အဲ့လိုမျိုးဈေးပေါ်တဲ့နေရာလူခေါင်တဲ့နေရာလူတိတ်မရှိတဲ့နေရာတွေမှာတို့က အဲအဲ့လိုအလုပ်တွေကိုလုပ်ကြတာများတယ်။အဲ့လိုနေရာမျိုးတွေမှာလည်းအမတို့ဒီ coffee sign ကိုအဲ့လိုမျိုးတို့ scammer တွေလာတောက်ကြရယ်ပေါ့နော်။တို့ပတ်စံကိုတော့တို့ကသုံးနိုင်တယ်။ coffee ဆိုလို့ရှိရင်လည်းအဲ့လို coffee ကြီးကြီးတဲ့ coffee ပဲရောတို့တောက်နိုင်။ဒါပေမဲ့တို့ရဲ့ပုံမှန်တရံနဲ့တို့လုပ်နေတဲ့အလုပ်ကဘလို့လဲဆိုတာကိုသိနိုင်တယ်။လုံးဝ coffee ဆောင်ရောက်ပြီဆိုတာနဲ့ဒီလိုချလိုက်ပြီးတော့တို့လုံးဝအဲ့ အိတ်ချင်ညာကွာအဲ့လိုမျိုးလူကဒီ coffee တစ်ခွက်သုံးခွက်တောက်နေရရဆိုတော့အကြောင်းရင်းအားလဲသူတို့ဒီတောက်လျှောက်ကြီး run နေဖို့ကို energy ဖြည့်တလို့မျိုးအဲ့လိုမျိုး coffee ကိုအဲ့လိုတောက်တာဒီတောက်ပြီဆိုလို့ရှင်လဲအဲ့လိုလုံးဝ espresso mod ချလိုက်တာမျိုးတို့ဒီ americano လို့အပြင်းစားရပဲတောက်တာကွာအဲ့လိုမျိုးဆိုသူတို့ကလူတွေတများတဲ့အိတ်နေတဲ့ချိန်အထိတော့သူတို့အလုံးလုံးနေရတဲ့အဲအနေထားပေါ့နော်အဲ့လိုမျိုးပုံစံမျိုးကြီးရှိတယ်အဲ့တော့အဓိကဘာလို့ဆိုလို့ရှင်လဲဆိုတော့အမဒီနေ့ဒီနားထောင်လိုက်တဲ့ အဲ YouTube မှာအများသောအားဖြင့်အမအလောက်ကပြန်လာပြီဆိုလို့ရှိရင်ဒီ YouTube မှာဒီအမှုကင်းနေအဲ့လိုမျိုးနားထောင်နေပေါ့နော်ဝန်နာပါတော့ကိုကနားထောင်နေဒီနေ့မမမဲရကိုကနားထောင်တာရယ်ပြီးတော့ဆိုင်ရတငငချင်းကပြောပြတာရယ်နေပေါင်းပြီးတော့အမပြောပြချင်တာပေါ့နော်အဲဆိုင်ရအင်ဒိုနီးရှားတငငချင်းကဒီငွေကြေးကိုကိုကပြောမိတာပေါ့နော်ဒီဘာရဲ့လို့မဟုတ်အဲကမ္ဘောဒီးယားမှာဆိုလို့ရှိရင်လောက်ကైခွင်လန်းနေကောင်းတယ်လို့ပြောတယ်ငါတို့ဒီမှာ အာလုံနေရတဲ့ဆိုင်အဲ့လိုပြောရင်ကောင်းမလားမသိဘူးဆိုပြီးသူ့ကိုပြောပြလိုက်မိတဲ့အချိန်မှာသူကပြောလဲဆိုတော့အဲကမ္ဘောဒီးယားကိုတဲ့ငါဘယ်တော့မှအားမပေးဘူးတဲ့ဘယ်တော့မှလည်းမသွားနဲ့တဲ့သူကအမပြောတယ်။ဘာလို့လဲဆိုတော့တဲ့သူတို့နိုင်ငံကအဲလူနှိပ်စက်ခံရတဲ့ဟာဗီဒီယိုအမပြဗီဒီယိုပြအားဘာလို့လဲဆိုတော့သူကဒီအိန္ဒာမူရိုင်းနဲ့ရီခတ်ခတ်ပြီးတော့အဲ့လူကိုတိုက်တာ။ဘာလို့လဲဆိုတော့သူတို့ကဒီလူကိုအလုပ်ပေးတယ်လိန်မို့ ဒါပေမဲ့အဲ့လူကသူတို့ပေးတဲ့ချပေးတဲ့ target ကိုပြည့်အောင် မလုပ်နိုင်တဲ့အတွက်ကြောင့်မလို့အဲ့ဒီရေကိုတိုက်တာစဉ်းစားကြည့်နော်ဘာလို့လဲဆိုတော့သူတို့ကဒီလိုမျိုးနေရာတွေကိုရွေးရဲလူခေါင်းတဲ့နေရာတွေရွေးရဲလူရှားဒီလူသွားလူလာမရှိတဲ့နေရာတွေကိုရွေးရဲဆိုတဲ့အကြောင်းအရာသူတို့လှုပ်ချင်တာလှုပ်လှုပ်ချင်တာလှုပ်လို့ရအောင်လို့ရွေးတာရွေးပြီးတော့သူတို့ရဲ့ဒီသူတို့ရဲ့ area ထဲမှာပေါ့နော် ကိုထွက်ပြေးလို့လည်းမရဘူးအဲ့လိုမျိုးဒီဒီနေရောညာရောအဲ့လိုပဲအလုပ် လုံနေရအောင်ဗောနော် သူတို့ဒီဒီစကမ်မာတွေကကြတော့များတော့အပြင်တရုတ်တွေလောက်တာများတယ်သူတို့လူမျိုးချင်းချင်းတော့သူတို့ညာကောင်းညာနိုင်ပေမဲ့ကိုယ်တွေလူမျိုးပါနိုင်ငံခြားသားတွေအတွက်ကကြတော့ညာချင်းမလည်းညာမယ်သူတို့လောက်ချင်တာလောက်လိမ့်မယ်ဥပမာပြီးရင်မားတော့ကကြတော့တခြားနိုင်ငံအနေဒီနိုင်ငံကိုလာရတာကိုမမိသားစုဆွေမျိုးမရှိဘူးကိုပျောက်သွားတဲ့အချိန်မှာလည်းပဲဒီလူပျောက်သွားပါတယ်ဆိုပြီးတော့ဒီမြန်မာပြည်ကနေပြီးတော့ ီနိုင်ငံကရဲကိုလှမ်းတိုင်ဖို့လောက်ထိကတိုင်လို့ရကောင်းရနိုင်ပေမဲ့ဒီမှာကတန်ယုံမရှိဘူးဒူဘိုင်းမှာကတန်ယုံမရှိဘူးအဲ့အတွက်တဆင်းရနေတဆင်းသွားသွားပြီးတော့မှဒီအဲဒီလူပြောင်းနေပါရဲ့ဆိုပြီးတော့ posting social media နဲ့မှတဆင်းမှာအဲ့လိုမျိုး like မှာရမှာပေါ့နော်ကိုမှဆွေမျိုးတငယ်ချင်းမပါလာဘူးဆိုရင်ကိုတယောက်တည်းသာရောက်သွားခဲ့မယ်ဆိုလို့ရှိရင်အကြောင်းမို့တကယ်လို့အဲရောက်လာခဲ့မယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုးအလုပ်တွေ ကြာဘူးနာဝရှိထားအောင်ဗောနော်တတိထားရှောက်လို့ရအောင်လို့ဒါမှပြောပြအဲ့လိုမျိုးရှိတယ်ပြီးရခါကျတော့ဒီနေ့နားထောင်လိုက်တဲ့ဗီဒီယိုမှာဆိုလို့ရှိရင်လည်းကမ္ဘောဒီးယားနိုင်ငံသူသူကကမ္ဘောဒီးယားစကားရောဒီအဲထိုက်တယုံစကားရောတတ်တာဖြစ်တဲ့အတွက်သူ့ကိုအလုံးခေါ်စားလည်းပဲဒီမလောက်ဆရာလာစားပြီးရတဲ့အတွက်ကြောင့်မို့လို့သူက လှုပ်လိုက်မိတာလှုပ်လိုက်မိရလှုပ်တက်ကြလာတဲ့အခါမှာသူတို့ကကမ္ဘောဒီးယားစကားနားလည်တယ်ကွာပြီးရင်ချိုင်းတရုတ်စကားနားလည်နေရဖြစ်တဲ့အတွက်သူတို့တရုတ်ကြီးချင်းချင်းပါရဲပါရဲပြောနေလဲဆိုတော့ကိုကတည်းပထမတော့ကိုက "तू က translator အလုံးနဲ့ပဲလှုပ်လှုပ်တာလှုပ်ပေမဲ့ तू အကုန်လုံးနားလည်နေတဲ့အချိန်မှာသူတို့ရဲ့ business ကိုပါဒီကနားလည်တော့ကမ္ဘာလေးကနားလည်လာတယ်နားလည်လာတဲ့အချိန်မှာဘာလှုပ်လိုက်လဲဆိုတော့ကမ္ဘာလေးကနင်တို့ကလူလိမ်ဖြစ်တယ်လူလုတ်တွေလုံနေတဲ့အတွက်ကြောင့်မလို့ငါစက်မလုံနိုင်တော့ငါလှုပ်ထွက်တော့မယ် ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့သူကအဲအလုတ်ထွက်ဖို့ပြောတယ်အလုတ်ထွက်ဖို့ပြောတဲ့အချိန်မှာနင်ထွက်လို့မရဘူးဒီနင်တိတန်လောက်တိတိအကုန်လုံးတိပြီးသွားပြီတဲ့အတွက်လုတ်ထွက်ခင်မပေးဘူးမပေးတဲ့အချိန်မှာကောင်မလေးကပါပြန်ချိန်ချောက်လိုက်ပြီလေဆိုတော့နင်အလုတ်ထွက်ခင်မပေးဘူးဆိုရင်ငါတိတာရဲ့အကုန်လုံးငါဖွင့်ချလိုက်မှာဆိုပြောတဲ့အချိန်မှာအတူတူပြောရရင်အသက်ခံလိုက်ရတယ်အသက်ခံပြီးမှနှစ်ပေလောက်ပဲမြင်နေမြေကြီးအောက်မှာကျင်းတူပြီးတော့မြုပ်ပစ်တယ်လမ်းမမှာခြာထားခဲ့တယ်အဝေးစားတွေဘာမှမပါဘူးဒီတိုင်းကိုတုံးလုံးကြီးမြုပ်ထားလိုက်တာ ပြန်တွေ့တဲ့အချိန်မှာမျက်နှာတွေကလည်းဘလူးလူမှန်းတူမှန်းဘလူးမှန်းမသိတော့ဘူးဒီမိသားစုဝင်တွေကသူ့ရဲ့ဒီအဲသူ့ရဲ့အမှတ်မိလောက်တဲ့တင်ဂီတာလေးတွေအမှတ်ရလေးဥမာအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေ့တော့မှဒီလူမှန်းသိတယ်အဲ့တော့ကြတော့ကိုကအဲ့ဒီကိုဝင်သွားတယ်ဝင်ဝင်ချင်းမှာတော့သူတို့ကဘာမှ pressure လည်းပေးမှာမဟုတ်ဘူးလို့လားစားလည်းပုံမှန်ပေးကောင်းပေးနိုင်တယ်ဒါပေမဲ့အချိန်ကြာလာတဲ့အခါမှာသူတို့ရဲ့ business ကိုကိုကတိလာတဲ့အချိန်မှာသူတို့ကလိန်နေတဲ့လူတွေကွာ သူတို့အကြောင်းကိုသိတဲ့ကိုကိုတွေကိုလွတ်လပ်လပ်ထွက်သွားခွင့်သွားခွင့်လာခွင့်ပြုမာလာအဲ့ဒါပြန်အများကြီးစဉ်းစားစရာရှိတယ်ဗောနော်ဒူဘိုင်းမှာလည်းပြီးရင်အဲ့လိုအလုပ်တွေအစကံမှာအလုပ်တွေအရန်များတယ်အဲ့တော့ရောက်လာပြီဆိုလို့ရှိရင်ဒီလိုမျိုးဒီအင်တာဗျူးရပြီဆိုလို့ရှိရင်လည်းဘယ်ဟာကအစကံမှာလဲဘယ်ဟာကအဲအမှန်လဲဆိုတာတိအောင်တေးချာချာလေးစဉ်းစားပြီးတော့ကိုကိုယ်တိုင်းမျက်စိနာပွင့်နဲ့စဉ်းစားပြီးတော့ အလုပ်တွေလည်းရှာစီခြင်းနေပေါ့နော်ဒါဒူဘိုင်းမှာမှမဟုတ်ဘယ်နိုင်ငံမှာဖြစ်ဖြစ်ဖြစ်နေရမှာဖြစ်ဖြစ်ဒီဒီနေ့အမှန်သာထောင်းတဲ့အဲဒီ case လေးဆိုလို့ရှိရင်ကမ္ဘောဒီးယားမှာကိုယ်နိုင်ငံမှာကိုနေပြီးတော့သူများတတ်တာကိုခံလိုက်ရတာပေါ့နော်အဲအဲအဲကြောင့်မို့တတိထားဖို့အတွက်ပြပြပေးရပါရှင်ကျေးဇူးတင်ပါတယ်